အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025နိုဝင်ဘာလ3ရက်နေ့ဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ဘိုးအောက်မှာအစ္စလမ်ဘာသာဝင်မွတ်စလင်ကလေးတယောက်ကလာပြီးတော့မန်းတယ်ကိုကျော်ကြီးကိုပြောသလိုတဲ့ကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောလို့ရတာကိုကျော်ကြီးကပြန်ပြောပါတယ်ဖန်ဆင်းရှင်ဘာသာတွေအကုန်လုံးကဖန်ဆင်းရှင်ကောင်းကြောင်းဖန်ဆင်းရှင်ရှိချောင်းကိုလွတ်လွတ်လပ်လပ်ပြောနေတာနှစ်ပေါင်းများစွာကြားခဲ့ပါပြီကိုကျော်ကြီးတို့ဘိုးတော်ဘာသာကဖန်ဆင်းရှင်မရှိတဲ့ဘာသာမှုလို့ဖန်ဆင်းရှင်မရှိချောင်းမပြောခဲ့တာကလည်းနှစ်ပေါင်းများစွာကြားပါပြီ ။ဘာဖြစ်လို့လဲဆိုပရိပခကိုမလိုလားတဲ့အတွက်ဘုရားဘာသာကြီးကတမင်တကာကိုမပြောဘဲထားခဲ့လိုက်တဲ့ဇာတ်တခုဖြစ်ပါတယ်။ဒီနေ့အချိန်မှာလွန်ကျူးမှုတွေများလာတဲ့အတွက်ကိုကျော်ကြီးတို့ကဖန်ဆင်းရှင်မရှိဘူးဆိုတဲ့ဇာတ်ကိုအကိုအကအ ਨੇ အချင်းနဲ့ပြောတာအများကြီးမပြောသေးဘူးအများကြီးမပြောသေးဘူးနည်းနည်းလေးပြောတာ။အယူဝါဒပုတ်တိုက်မှုကိုနည်းနည်းစပြီးလား။အဲ့တော့သူကဘာပြောလဲဆိုတော့ကိုကျော်ကြီးကိုပြောတာတဲ့ကိုကျော်ကြီးတို့ဘာသာအကြောင်းပြောရင်ရသလားတဲ့ဆိုတော့ ကိုကျော်ကြီးတို့ဘာသာအကြောင်းကိုပြောကျင်လို့ရှိရင်ဗိဓကသုံးပုံမြန်မာပြန်ရှိတယ်။အဲ့ဒီတဲကဘုရားဘာသာမကောင်းကြောင်းကိုပြောလို့ရတယ်။မဟုတ်မမှန်ဘူးဆိုတဲ့ဇကားကိုပြောလို့ရတယ်။အယူဝါဒတွေနဲ့ပတ်သက်ပြီးတက်ခတ်လို့ရတယ်။အဲ့ဒီလိုပြောလာခဲ့လို့ရှိရင်ကိုကျော်ကြီးကဘာပြန်ပြောမလဲဆိုတော့မင်းတို့ကိုကိုွယ်နေတဲ့ဘိုင်ဘယ်ဒီကိုရန်ကျမ်းတွေကမဟုတ်တဲ့အကြောင်းတွေကိုကြမ်းညွန်းအတိကျနဲ့ပြောမယ်။အပြင်ပါကနေလိန်ညာလီစဲလောက်ကြံတဲ့ဇကားတခွမမပါပဲပြောမယ်။ ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပြိပခအသွင်ကိုစောင့်လာလိမ့်မယ်အယူဝါဒပေါ်တိုင်မှုနဲ့ပြိပခကိုလက်ရှိမကွဲပြားကြတာတော်တော်များတယ်အယူဝါဒပေါ်တိုင်မှုဆိုတာကဖန်ဆင်းရှင်ရှိတယ်ယုံကြည်တဲ့သူရဲ့ဖန်ဆင်းရှင် မရှိဘူးလို့ယုံကြည်တဲ့သူရဲ့မရှိဘူးလို့ယုံကြည်တဲ့သူကလည်းမရှိချောင်းတက်တည်ပြလိမ့်မယ်ရှိတယ်လို့ယုံကြည်တဲ့သူကလည်းရှိချောင်းတက်တည်ပြလဲအဲ့ဒီအတွက်မုန်းစရာလည်းမလိုဘူးတိုက်ခိုက်စရာလည်းမလိုဘူးရန်လို့စရာလည်းမလိုဘူး ဒါကအယူဝါဒပွတ်တိုင်မှုဖြစ်တယ်။ဘာသာတရားတွေမှာဆုံးမထားတဲ့အဆုံးမတွေကိုဝေမမဲ့ပုတ်ခတ်မယ်ဆိုရင်ပြိပခအသွင်ဆောင်လာနိုင်မယ်။အဲ့ဒါဆိုရင်ထိခိုက်နစ်နာမှုတွေရှိတယ်။ဒါကကိုယ့်ဘာနေကိုယ်စဉ်းစားဆုံးဖြတ်ရမှာ။ယနေ့လူတွေနားမလဲတဲ့ကိစ္စကမုံသားစကားရယ်ဂုံးတိုက်စကားရယ်ဒီစကားသဘောတရားတွေကိုပိုင်ပိုင်ချာချာနားမလဲမုံသားစကားဆိုတာကကိုကိုယ်တိုင်သိရတာ ਨੇ မသိဘူးလို့ပြောတာကိုကိုတိုင်းမသိတဲ့စကားကိုသိသိအောင်ပြောတာအဲ့ဒါမူသားစကားပဲကိုကိုတိုင်းသိတာမဟုတ်ဘူးသိသိအောင်ညီပြောတာဒါကယုံကြည်မှုပါလို့ပြောရတဲ့တတိမရှိဘူးဒါကငါတို့ကျမ်းစာကလာတယ်ဒီအဆုံးမဖြစ်တဲ့အတွက်ဒါကငါတို့ကယုံကြည်တယ်ရပြီဒါဒီယုံကြည်မှုပဲမူသားစကားမဖြစ်ဘူးဒါလည်းလာမသိဘူးနော်အဲ့ဒါကို ယုံကြည်မှုလို့ပြောရတဲ့အစွမ်းတက်တီမရှိဘဲနဲ့ဒါကလုံးဝလောကကြီးရဲ့အမှန်တရား reality ဖြစ်တယ်ဆိုပြီးတော့ဒါမှအမှန်ကြံတဲ့ဟာတွေကအမှားဆိုရင်မူသားစကားဖြစ်သွားတယ်။အယူဝါဒဖြစ်သွားတယ်။အဲ့ဒါဒီမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။နားလည်လားဗုဒ္ဓဘာသာကပဲဖြစ်ဖြစ်အခြားဘာသာကပဲဖြစ်ဖြစ်ပြောရမယ့်စကားအဲ့ဒါမူသားစကားဖြစ်တယ်။ဂုံစကားဆိုတာဘာလဲဆိုတော့ဘာသာတစ်ခုနဲ့တစ်ခုယံမဖြစ်ဖြစ်အောင်ဂုံတိုက်လား။သူ့ဘာသာမှလေဘလို့ဖြစ်တယ်။ငါတို့ဘာသာကဘလို့ဖြစ်တယ်။ ဒီကောင်လေးကမုန်းစရာကောင်းတယ်ဒီကောင်လေးကမရှိတဲ့မှုဆိုအဲ့ဒါဂုံးတိုက်တာအဲ့ဒါဂုံးစကားလို့ခေါ်တယ်ယနေ့လိုင်းပေါ်မှာသူတော်ကောင်းအောင်ဆောင်ပြီးတော့ဘာသာရေးစကားပြောတယ်ဆိုရင်ဘာသာရေးကိုအခြေခံပြီးတော့ဂုံးတိုက်နေတဲ့ကောင်လေးအများကြီးပဲသူများဘာသာကိုပုတ်ခတ်မယ်ထိပါမယ်အဲ့ဒါဘာသာရေးဂုံးတိုက်တာအဲ့ဒီဂုံးတိုက်မှုကပြိပခအတင်ကိုဆောင်လိုက်လက်လက်ရှိတင်ငန်းချုပ်ထားတဲ့တယောက်ကမော်လွီလိုလှုပ်ထားတဲ့တယောက်ရဲ့ ခရီးရန်တင်းအုပ်လို့လှုပ်ထားတဲ့တယောက်ရယ်ဒီကောင်လေးဘာကောင်နေလဲဆိုတော့ငါတို့မသိဘူးဘာသာရေးကိုအခြေခံပြီးတော့နိုင်ငံရေးဂုံးတိုက်နေတာအဲ့ဒါနိုင်ငံရေးဂုံးတိုက်တာလို့ခေါ်တယ်နိုင်ငံရေးဆိုတာကတရောင်းသားစက်ခွက်လူွယ်တပွဲတည်းမပူဘူးသူအာဏာရာကြီးငါအာဏာရာကြီးလှုပ်တာအဲ့ဒီအတွက်ဂုံးစကားပြောရတယ်အဲ့ဒီကောင်နေမှာဘာသူတော်ကောင်းစကားမှမရှိဘူးနားလေလား လူလူချင်းတက်ဖို့ဖြတ်ဖို့ပြောနေပြီဆိုရင်လူလူချင်းပฏิပခတွေဒေါ်လာလက်နက်ကင်ဆောင်ကြောင်းနေပြောနေပြီလူလူချင်းတေချောင်းတက်ချောင်းနေပြောနေပြီဆိုရင်အဲ့ဒီကောင်ကြီးရဲ့စကားဂုံစကားလောကပျက်စီးချောင်းစကားနိုင်ငံရေးတစ်ခုကိုဘာသာရေးအခြေခံပြီးလုပ်နေပြီဆိုရင်အဲ့ဒီကောင်ကြီးကလူယုံမာတွေအဲ့ကောင်ဘာသာရေးသမားတွေမဟုတ်ဘူးအဲ့ဒါဂုံစကားလို့ခေါ်တယ်နားလည်လားအယူဝါဒပေါ်တိုက်မှုသည်အဲ့ဒီအယူဝါဒမှာအခြေခံပြီးတော့ပြောဆိုမယ်ညှင်းခုမယ်ဘာပြဿနာမှမရှိဘူး အဲ့ဒါရန်လို့ဆရာလည်းမဟုတ်ဘူးကိုကအယူဝါဒရှုံးသွားရင်ငါစကားညံ့လို့ငါဘိုးတုဒ္ဓမဆုံးလို့ငါရှုံးတာလို့ပဲတတ်မှတ်လိုက်ကြာသွားပြီတတနာလို့ဆရာမလို့ရန်လို့ဆရာမလို့ကိုရှုံးတာနဲ့ကြံတဲ့လူတွေကိုတခါတည်းလက်ညိုးတွေငေါက်ငေါက်ထိုးလာပြီဆိုရင်အဲ့ဒါဖရုဒဝါစာဖြစ်လာတယ်လက်ညိုးတွေငေါက်ငေါက်ထိုးပြီးတော့ဟူဟာဟူဟာဟူဟာနေမဲ့ငါပဲချနေပြီဆိုရင်အဲ့ဒါဖရုဒဝါစာလို့ခေါ်တယ်မတူးမတူးစကလုံးတွေအတိတ်ပဲအနတ်သွားတွေမတူးဘူး ။တမပလပဝါစာဆိုတော့ကဘသူ့အကျိုးစီးပွားမှလည်းမရှိဘူး။ခီလေးတိုက်နေတာ။အဲ့ဒါဆိုရင်တမပလပဝါစာဘာအကျိုးစီးပွားမှကိုမရှိတာ။အဲ့ဒီလိုစကားမျိုးတွေကိုနားမလည်ပဲနဲ့ကိုကမကြည်နဲ့တာနဲ့ဒီကောင်ဖရုတ်တဝါစာစကားပြောတယ်။ဒီကောင်ကသမဗလာဝါစာစကားပြောတယ်ဒီကောင်ကဂုံစကားပြောတယ်ဒီကောင်ကအမုန်းစကားတွေပြောတယ်နေခေါင်းစဉ်တက်တာကဒါကပညာမတက်တာဟုတ်ပြီနော်အဲ့တော့ပညာတက်အောင်လုပ်ပါ ခုံစကားဆိုတာပါလေအချင်းချင်းတိုက်ကြောင်းခိုက်ကြောင်းရံဖြစ်ကြောင်းတက်ဖြက်ကြောင်းတွေပြောနေအဲ့ဒါခုံစကားပဲအဲ့ဒါခုံတိုက်တာရံမဖြစ်ဖြစ်အောင်ပြောနေပြီဆိုအဲ့ဒါခုံတိုက်တာဟုတ်ပြီနော်အမုန်းစကားဆိုတာဒီအမုန်းစကားဆိုတာဒီလောကမှာမရှိဘူးအမှန်စကားပြောပြောအကောင်းစကားပြောပြောမုန်းတဲ့လူကမုန်းတာပဲချစ်တဲ့လူကချစ်တာပဲအမုန်းစကားဆိုတဲ့စကားလောကမှာမရှိဘူးသူတို့ကဒါကောင်းကျိုးချမ်းသာကိုပြောနေတဲ့လူကိုမုန်းနေတဲ့လူကလည်းမုန်းတာပဲမြတ်စွာဘုရားကမုန်းတာမှာ ေချောင်းကြစီတဲ့လူတွေတဘုံတစ်ကောင်းကြီးရဲ့ဒါကတရဝအများကောင်းကျိုးကိုပြောတာအဲ့တော့အမုန်းစကားတို့အချစ်စကားတို့ဆိုတော့လောကကြီးမှာမရှိဘူးအမုန်းစကားဆိုတော့မရှိဘူးချစ်ချင်တဲ့ကောင်ချစ်တာပဲမုန်းညင်တဲ့ကောင်မုန်းတာပဲမိမိတို့ခံယူတဲ့အပေါ်မှာပဲမူတည်တယ်အဲ့တော့ဂုံစကားဆိုတာကတစ်ဖက်နဲ့တစ်ဖက်ရံမဖြစ်ဖြစ်အောင်ဂုံတိုင်နေတာတဒနာမတက်တက်အောင်မတက်တက်အောင်လုပ်နေတာအဲ့ဒါဂုံစကားပဲအဲ့တော့ဘာသာရေးကိုအခြေခံပြီးတော့နိုင်ငံရေးလုပ်ပြီးဆိုအဲ့ကောင်ကဂုံစကားဂုံတိုင်နေတာဘာဘာသာရေးသမားမှမဟုတ် ဟုတ်ပြီလားကိုကိုတိုင်သိတာလည်းမဟုတ်ဘူးကျန်းစာကပါလို့ယုံကြည်ရတာကိုကိုတိုင်မြင်တဲ့စကားမဟုတ်ယုံကြည်မှုလို့ပြောရတဲ့တတိရှိရမရှိဘဲနဲ့ဒါကြီးကိုအဟုတ်မှန်ကျန်တဲ့ဟာတွေကအမှားလို့ပြောလိုက်ရင်အဲ့ဒါဒီမူသားစကားဖြစ်တယ်အဲ့ဒီသဘောတရားတွေကိုနားမလည်ဘဲနဲ့ငါတို့ဘာသာကိုပြောရင်တို့ဘာသာတို့ဘာသာငါတို့ဘာသာဆိုရင်ပြိပခအတွင်ကိုဆောင်းမယ် ကိုယ့်အကိုဝေဖန်တာစဉ်းစားကြအဲကြတဲ့တချို့ကိုကြကြီးရဲ့ဟိုကလေးလေးကိုပြောပြပါအောင်ဆိုပြီးအောက်မှာလာပြီးပြောနေတဲ့တယောက်ရှိတယ်။ကဘဝကနေစကားပြောတဲ့မွတ်စလင်ကလေးလေးတယောက်ရှိတယ်လူငယ်လေးဟာကိုတလောကကိုကြကြီးဖြစ်ရှင်းထားတဲ့ကောင်လေးဒီကောင်လေးကငကိုတွေကညာရင်ညာသူရဲ့ညာရင်ကိုမမီတာအဲ့တော့ညာရင်မမီတဲ့လူကိုရှင်းပြနေတယ်နားလည်မှလည်းမဟုတ်တော့အဲ့တော့ပြစ်တာထားလိုက်ဟုတ်ပြီလား ်ခုနကကိုကျော်ကြီးပြောတဲ့ဇာတ်ကားတွေကိုနားလည်လို့ရှိရင်ကိုပြောနေတဲ့ဇာတ်ကားကဘာလဲဆိုတဲ့အဓိပ္ပာယ်ကိုသိရမယ်အဲ့ဒါမှပညာရှိဖြစ်လာမှာပညာရှိတဲ့အခါမှာပညာရည်နဲ့ပွတ်တိုက်လာတဲ့အခါမှာပွတ်တိုက်မှုတိုင်းမှာစွမ်းရင်ထွက်တယ်အဲ့ဒီစွမ်းရင်ဒီကောင်းကျိုးချမ်းသာဖြစ်ရမယ်သဘောပေါက်လားအဲ့တော့ပရိပခနဲ့ပုတ်တိုက်မှုကိုနားမလဲလို့ရှိရင်အောင်ကျချမ်းသာမရှိဘူးကိုပါကိုနားလဲအောင်လုပ်ကြနော်